COA TV စီရန်တိုက်တွေသည် RF TV ကိုသွေးထုံးနေသည်ခလောက်ခံအောက်ကျန်လေတိုင်းတန်လူသက်သမားနားမယောင်နေနဲ့တတိထား UAB BBC ရန်တိုက်ပြီးနေသည် RF DBB သွေးထိုးနေသည်မစ္စမာခစ်တီအေယာဝီပြောင်းလဲနေကြသည်ခလောက်ဆန်အောက်ကျန်လေလိုက်တန်လူသက်သမားနားမယောင်နေတဲ့တတိထားပဲရှိတယ်ဆိုပြီးဒီမိုကရေစီကိုတင်းတက်ခဲ့တာဒေါ်ဆန်းစုကြည်နဲ့အန်အန်ဒီတာဖြစ်တယ် ်နော်ဆရာတော်ဝိရသူတင်သားဆိုမဟုတ်ဘူးရွှေခီးဆိုတဲ့လူရှိတယ်ရွှေခီးဆိုဥရွှေခီးဆိုရင်တော်တော်များများတော့မသိကြဘူးသူဆိုလို့ရှိရင် Facebook မှာပို့လေးရေးတာ Facebook မှာစာလေးတွေတင်ပြီးရေးတာကိုနိုင်ငံတော်ပုံခံမှုပုံမှန်124နဲ့ဖမ်းတယ်ဘယ်မှာလဲလူလက်စာပြောဆိုဝေဖန်ခွင့်ငါးရီငါးရီငါးရီဆိုတာတန်းစီတန်းစီတန်းစီနာမယ်ကျမတို့အမျိုးသားရေးဦးဆောင်ရှာတော်လေကျမနဲ့တူတူလက်တွဲလုပ်ခဲ့တဲ့မျိုးသားရေးညီကောင်မောင်တို့မှရေဆိုငါးရီငါးနဲ့ထောင်ထဲဆိုင်ရတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုမျိုးလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုအသုံးချပြီးတော့ ကောင်းကောင်းကြီးသွေးခွဲခင်ရိုက်တိုက်ပြီးခဲ့တာတွေကလက်ရှိနိုင်ငံရေးအခင်းချင်းကိုပို့ပြီးအရွက်တစ်ခုအစိုးတစ်ခုကိုအစိုးသောချိန်နဲ့ထိချောက်အောင်ပို့ပို့တဲ့အထက်မှာလည်းပါတယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအရှိန်တွေပါတဲ့ဒီလိုပြည်ဖက်မိသားတွေကနေပြီးတော့တက်ရှို့သွေးခွဲရိုက်တိုက်ပေးမှုတွေကြောင်းလက်ရှိမှာကျွန်တော်တို့နိုင်ငံရေးအစိုးသောချိန်နဲ့ကျွန်တော်တို့နိုင်ငံရေးဒီ face တိတ်ကိုဥတည်နေတဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသားပေါ်မှာအမှတ်တကယ်စေတနာမရှိတဲ့လူတွေတိုင်းပြည်ကိုမြန်မာပြည်ကိုချစ်ပါတယ်ပြောပြီးပြည်ပဩစာခံငွေဝဲကြုံနေရဲ့ဇက်သိမ်းခံနေဝဲချင်းချောင်းနေပြီလို့ပဲကျွန်မရိုးရိုးရှင်းရှင်းပြောချင်ပါတယ် VOA ဝန်ထမ်းအလုံးတရင်ခမ်းမှတဲ့ဝင်ခွင့်မရှိတော့ RFA ကရနာပွဲရှိကြောင်းကြေညာလိုက်သည့်အပေါ်မပူတူရဲ့အမြင်ကိုတင်ဆက်ပေးလိုက်ပါတယ်မလ14ရက်နေ့တွင်အမေရိကန်သမ္မတဒေါ်လထရပ်လက်မှတ်ရေးထိုးလိုက်သည့်အမိန့်ပြထမ်းချက်ကြောင့် VOA နှင့်လွတ်လပ်သောအာရှတန် RFA တရင်ဌာနများ၏လုပ်ငန်းများသည့်အပီးတိုင်းပိတ်သိမ်းခံရမည့်အခြေအနေသို့ကြာရောက်သွားပြီဖြစ်သည့် VOA နှင့် RFA သတင်းဌာနများသည့်ကမ္ဘာမီဒီယာရေးရာ American ဌာနဟုအမည်ရ Messages of Global Affairs Media Center အဖွဲ့ကြီး၏လက်အောက်ခံဖွဲ့များဖြစ်ပြီးထိုဌာန၏အကြီးအကဲအကြံပေးမှာ Donald Trump ခံထားသောအမျိုးသမီးသတင်းထောက်ဟောင်း Carrie Lake ဖြစ်သည် using ဌာနအပါဝင် federal အစိုးရကပံ့ပိုးထားသည့်ငွေနှင့်လက်ပတ်နေသောအလုပ်သမားပြည်ထနာဖြန့်ဖြေမှုလုပ်ငန်းများနှင့်အိုးမဲ့အိမ်မဲ့များ၊ကုညီသည့်ဌာနများတွင် ဥပဒေအရပြဋ္ဌာန်းချက်အရလိုအပ်သည့်အ ਨੇ ဆုံးလူအင်အားအ ਨੇ ဆုံးအလုပ်ပမာဏအထိလုပ်ငန်းများအားလုံးလျှော့ချရမည်ဟုဒေါ်လက်ထရက်အမိန့်တွင်ပါရှိသည့်ထိုအမိန့်အကြောင်း BOE ဝန်ထမ်းများအားလုံးယမန်နေ့စနေနေ့မှစ၍ရင်းတို့၏လုပ်ငန်းခွင်များသို့ဝင်ရောက်ခွင့်မရှိတော့ပေ BOE ဝန်ထမ်းအချို့တည်င်းကမ်းမှသို့လာစုလန်းတွင်ဌာနကစားတို့ပေးပို့၍ရုံးကိုမလာပါနှင့်အိမ်ပြန်ပါဟုအကြောင်းကြားခဲ့သည် နှစ်ပေါင်း80ကျော်ခံလာခဲ့ရတဲ့ BOE ရဲ့တမိုင်းဟာပထမဆုံးအချိန်နှုတ်ပိတ်ခံလိုက်ရပြီဖြစ်တဲ့အတွက်အလွန်ကိုကျွန်တော်ဝမ်းနည်းမိပါတယ်ဟု BOE ကြီးကဲ Michael Abramovich ကလည်းထုတ်ဖော်ပြောဆိုသည် BOE BBC ရန်တိုက်ပေးနေသည် RFA TVB သွေးထိုးနေသည်ခလောက်ခံအောက်ကျန်လေတိုင်းတန်လူတက်သမားနားမယောင်လေနဲ့တတိထား BOA BBC ရန်တိုက်ပြနေသည် RFA TVB သွေးထိုးနေသည်မစ္စမာခစ်တိအေယော်ရီကြောင်းလင်းနေကြသည် ခလောက်ဆန်အောက်ကျန်လီလိုက်တန်လူတက်သမားနားမယောင်လေးနဲ့တတိထားဆက်မင်္ဂလာပါဒီနေ့နောက်25ခုနဲ့မက်ရှလာ16ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကို260နီးပါပြည်သူချင်းချင်းကိုရန်တိုက်ပြီးတော့ရှုံတွေးခွဲနေတဲ့ပြည်ပဩဇာခံဝေဝဲကြော် VOE ရဲ့စာသင်ခန်းကိုရောက်လာပြီဖြစ်ပါတယ်เนาะအာပြီးခဲ့တဲ့တလလောက်ကဒီအမေရိကန်ရဲ့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့เนาะသူ့ရဲ့အကြံပေးလို့ပြောလို့ရတယ်အီလွန်မက်ကနေပြီးတော့เนาะ ော်နားထောင်မဲ့သူလည်းမရှိအကျိုးတရားမှုလည်းမရှိပဲနဲ့သူတို့အမေရိကန်ပြည်သူတွေစောင့်ထားတဲ့အခွန်ငွေတွေကိုတုံးဖြုံးရရောက်နေတဲ့အခွန်ငွေတွေကိုနှစ်စဉ်အမေရိကန်ပြည်သူတွေဆက်တာနေတဲ့အခွန်တွေကိုတုံးဖြုံးနေတယ်လို့ဖြစ်တဲ့အတွက် DBOA RFA RFE နော်စတဲ့ပြည်ဖက်မီဒီယာတွေကိုပိတ်သိမ်းဖို့ဆိုပြီးတော့အင်လွန်မက်ကနေပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြီးတော့အကြံပြုခဲ့တာရှိတယ်ရှေ့တလားကပေါ့နော်ယခုမှလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကအမိတ်စာလက်မဲ့ရေးထိုးပြီးတော့နော်ဒီ BOA ပြည်ဖက်မီဒီယာငွေဝယ်ကြုံ ပြည်ပဩဇာခံပြီးကျမတို့မြန်မာပြည်သူချင်းချင်းကိုတက်ရှုတွေးခွဲရန်တိုက်ပေးနေတဲ့ VUE ကိုပိတ်သိမ်းဖို့ဖျက်သိမ်းဖို့နဲ့တခြားသောပြည်ဖက်မီဒီယာတွေမှာသူတို့ဌာနအသီးသီးမှာလုတ်ကင်နေကြတဲ့ဝန်ထမ်းပေါင်း1300ကျော်ကိုထုတ်လိုက်ပြီးဖြစ်ပါတယ်နော်ဆိုတော့တိုင်းပြည်ပေါ်စေတနာမစစ်မှန်တဲ့လူတွေရဲ့မိခုံသူတို့သွားရလမ်းဟာထားပါပဲ။တော့ဆိုင်သူကြီးကိုတိုင်းပြည်ပင်လည်းသူတိုင်းပြည်မှာစေတနာမရှိတဲ့အတွက်သူ့ရဲ့နောက်ဆုံးဘဝနေဝင်ချင်းဟာနော်အခုဆိုလို့ရှိရင်တော့သူကြီးအသက်ကနော်ရုံးနိုင်မှာချောင်းကြုံမဲ့အရွယ်ဖြစ်နေပြီ။ သူ့ဘဝနေဝင်ချိန်တည်သူ့ရဲ့အတန်းတူအကျိုးပေးတာဖြစ်တယ်။နော်ဆိုတော့ကဆိုတော့ကနော်အာဒီဒီဖက်မီတာတွေကိုမိခိုပြီးတော့ online တိုက်ပွဲတွေမှာဆင်နွှဲနေကြပြီးတော့ online တိုက်ပွဲမှာဒါသူတို့ကိုသူတို့နော်အောင်ပွဲတွေလီလီနိုင်နေပြီဆိုတဲ့အကျန်းဖတ်သမားတွေလည်းပဲနော်ကြီးလည်းပြီးနင်းခွင့်မိတယ်လို့ဖြစ်နေလာပြီလို့ကျွန်မထင်ပါတယ်နော်ဆိုတော့ဒါကကျွန်တော်တို့ဒီဒူတွေတဲ့ဝမ်းတာဆရာတရင်တဘောဖြစ်ပါတယ်ရှေ့အစဉ်ဆက်ဆက်မှာလည်းပဲ ထူးသဖြင့်ပြီးခဲ့တဲ့2025ခု sorry 2025ကမတိုင်ခင်2016ကနေပြီးတော့2020ကာလအတွင်းမှာဒီမိုကရေစီပါလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုတက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာလွတ်လပ်စွာပြောဆိုခွင့်ရဲ့အောက်မှာလွတ်လပ်စွာစော်ကားခွင့်တွေကိုကောင်းစွာအသုံးချနေကြတယ်လွတ်လပ်စွာပြောဆိုခွင့်မဟုတ်ဖြစ်နေလွတ်လပ်စွာစော်ကားခဲ့ကြတယ်အနုပညာတဲ့အမိခံပြီးတော့လူရှင်တော်အမိခံပြီးတော့စင်ပေါ်တက်ပြီးတော့နော်တက်မလို့အစိုးရအဆက်ဆက်ရဲ့ကျမတို့နိုင်ငံခေါင်းဆောင်အဆက်ဆက်ကိုလွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ရှိဆိုဆိုရဲခေါင်းစဉ်အောင်မှာလွတ်လပ်စွာဆောင်ရွက်ခဲ့ကြတယ် နော်ဟူတဲ့ချွေဆိုလို့ရှိရင်လည်းသူတို့နိမျိုးစုံပြောကြတယ်ဥနေဝဲနိမျိုးစုံပြောကြတယ်ဆရာနာရှင်လည်းဘလို့ဖြစ်ပါလဲဆိုပြီးတော့အမှုပညာရှင်လူရှင်တော်ဆိုတဲ့ခေါင်းစဉ်အောက်မှာလူပြတ်တွေကတိုင်းပြည်ကိုပျက်စီးရပျက်စီးကြအောင်ကျမတို့ပြည်သူတွေကိုဝါးရမ်းမှိုက်တိုက်ခဲ့ကြတယ်နော်စာပေဟောပြောပွဲဆိုတဲ့ဒီလိုပဲထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲနော်ထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲစာပေဟောပြောပွဲခေါင်းစဉ်တက်ပြီးတော့လူတို့နားထဲကိုအစိတ်တွေရိုက်တွင်းခဲ့တယ်အစိတ်တွေလောင်းခဲ့တယ်တရင်အစိတ်တွေခတ်ခဲ့အ ့လူတွေကြတော့ဒီမိုကရေစီနဲ့သာရရလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲတဲ့လူတွေကြတော့ဘယ်လိုမျိုးဥပဒေရအပြစ်ပေးအေးအေးယူခြင်းမခံရဘဲနဲ့ကျမတို့မိသားစုဆောင်ဆရာတော်ဆရာတော်ဦးရသူကြတော့နော်စင်ပေါ်မှာခေါပြောပဲတဲ့တပြောပြောတပွဲဟောင်းမိလိုက်တာနော်မိမတရားဓာတ်ပနယ်လေးဝက်ဓာတ်ပနယ်လေးစီလက်ဝမ်းဆက်လေးတွေဝက်ပြီးတော့က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 ော့နဲ့ရှောက်ပြီးတော့เนาะနိုင်ငံတော်ရဲ့ထပ်တိပြတရားသားတွေတန်မိုးကြီးရဲ့တန်းထက်ရတနာလေးသူဝက်တယ်ဒါဟာသူ့ယောက်ျားလားစားလားသူ့သားလားစားလား ဆရာတော်ကဒီဟောပြောပွဲတစ်ခုမှာဒီလိုမျိုးစင်ပေါ်ကဟောပြောတော့အာသူ့ယောက်ျားလာကြလားဆိုမဟုတ်ပါဘူးသူ့လားသူ့သားတွေလာကြလားမဟုတ်ပါဘူးခိုးထားတာဒါလေးပြောလိုက်မိတာကိုပုံမဝန်တူဖို့ပုံမဝန်တူဖို့ဆိုတာနိုင်ငံတော်ပုံကတ်မှုနော်လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲ့တယ်တမတော်နဲ့ပြည်သူကိုမြောက်များစွာပြုခဲ့ခဲ့တယ်စာပေဟောပြောပွဲအမိခံအစိတ်လောင်းခဲ့တာတွေအမှုပညာရှင်အမိခံလူရွှင်တော်အမိခံပြီးတော့နော်အခုခွင့်ကားကောင်ခွင့်အစိုးဆုံးပဲနော်နွားငါးကောင်ဟားငါးကောင်ခွင့်အစိုးဆုံးပဲအဲ့ဒီလူမျိုး အငြင်းချင်းတူတယ်နော်ဥပမာ5 star ဆိုလို့ရှိရင်သူ့အနေနဲ့သူသူ့သူ့အကန့်လေးနဲ့သူသူ့ဆိုင်လေးနဲ့သူသူ့ရည်ချင်းလေးနဲ့သူရှိရနော်သူတို့နိုင်ငံရေးရပုတ်ခဲ့အနောက်မှာပဲပပလေးပဲသူတို့ပုတ်တယ်သူတို့မှာစီးရှိရဒါပေမဲ့အဲ့ဒီ5 star ရဲ့စီးနဲ့မတူတာဒီဘက်ကနွားငါးကောင်ဖွဲ့ကြတော့သူတို့မြုပ်များဆိုပြည်သူလူထုကိုစိတ်ခက်ခဲ့ကြတယ်ဒီကောင်တွေကြတော့ဘာမှမလုပ်ဖ ೇನೆ ဒီလိုဆရာတော်ကြတော့ပုံမှန်1 2 4ဒါဟာကလည်းဆရာပြောဆိုခွင့်ရှိရဆိုပြီးဒီမိုကရေစီကိုတင်းတက်ခဲ့တာဒေါ်ဆန်းစုကြည်နဲ့အန်အယ်ဒီတာဖြစ်တယ်နော်ဆရာတော်ဝိရာသူတင်နာဆိုမဟုတ်ဘူး ရွှေခီးဆိုတဲ့လူရှိတယ်ရွှေခီးဆိုဥရွှေခီးဆိုရင်တော်တော်များများတော့မသိကြဘူးသူဆိုလို့ရှိရင် Facebook မှာပို့လေးရေးရ Facebook မှာစာလေးတွေတင်ပြီးရေးတာကိုနိုင်ငံတော်ပုံခံမှုပုံပါ124နဲ့ဖမ်းတယ်ဘယ်မှာလဲလူလက်စာပြောဆိုမှုဖမ်းခွင့်905 905 905ဆိုတာတန်းစီတန်းစီတန်းစီနာပဲကျမတို့အမျိုးသားရုပ်ဆောင်ရှာတော်လေးကျမနဲ့အတူတူလက်တွဲလုပ်ခဲ့တဲ့မျိုးသားညီကောင်မောင်တော်မကြီးဆို905နဲ့ထောင်ထဲဆန်ခဲ့ရတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီလိုမျိုးလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုအသုံးချပြီးတော့ 刚刚去对快点，现在比急那里了，人行南行也看清楚，躲避。 အရွေးတစ်ခုအစိုးတစ်ခုကိုအစိုးသောချိန်လေးထိရှောင်းအောင်တွန်းပို့တဲ့အထဲမှာလည်းပါတယ်เนาะဆိုတော့အဲ့ဒီလိုမျိုးအချိန်နေပါတယ်ဒီလိုပြည်ဖက်မိသားတွေကနေပြီးတော့တက်ရှူသွေးခွဲရတိုက်ပေးမှုတွေကြောင့်လက်ရှိမှာကျွန်တော်တို့နိုင်ငံရဲ့အစိုးဆုံးချိန်နေကျွန်တော်တို့နိုင်ငံရဲ့ဒီ face date ကိုဥတည်နေတဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသားပေါ်မှာအမှန်တကယ်စေတနာမရှိတဲ့လူတွေတိုင်းမျိုးမြန်မာပြည်ကိုချစ်ပါတယ်ပြောပြီးပြည်ပဩစာခံငွေဝဲကြော်နေရဲ့ဇက်သိမ်းခံနေဝင်ချင်းကြောင့်နေပြီးလို့ပဲကျွန်မရိုးရိုးရှင်းရှင်းပြောချင်ပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့စိတ်မကောင်းစရာဝမ်းနည်းစရာသတင်းဆိုးတစ်ခုဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့အခု2025ခ ခုနဲ့တွေ့တယ်။ကြားတပြင်းလေးလုံးမှရှိတယ်စစ်တပ်စခန်းအားလုံးကိုသူတို့ကတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့ကြားပြင်းနေ။အဲသူတို့ KNDS ဆိုတဲ့အကြမ်းဖက်ဖွဲ့ကကြေညာလိုက်တယ်။အခု2025မှာကြားတပြင်းလေးလုံးကိုရှိသမျှစစ်တပ်အကောင်လုံးကိုသူတို့သိမ်းတယ်။မြမဆောင်ပြောတာကလှင်းနေလှေအောင်မြင်းဆောင်မကြမ်းတနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့ပြောတယ်။အဲ့ဒီရဲ့နောက်မှာဘုမတိပါမတိနေပေါ်နေပိနေ PDS ဆိုတဲ့ကလေးတန်ငယ်ကြီးထောင်ထဲရောက်တဲ့လူကရောက်ကုန်တယ်တင်ကြိုင်ကုန်ရောက်တဲ့လူကရောက်ကုန်တယ်အဲ့ဒီရဲ့နောက်မှာ ဝါရဖြန့်မှုဝင်နောက်မှာကလေးတငယ်တွေလမ်းမရောက်သွားတယ်ဝင်နှင်းနေစီရီယံလို့ပြီးဘဝပြတ်သွားတယ်တချို့တော့ဝင်နှင်းနေနဲ့ PTM မာလီတွေအညာဒူပိုင်းမှာပြည်တစားဘဝအောင်ရောက်သွားတယ်အဲ့ဒီကလည်းတစိမ့်လျှော့လာလိုက်တော့တနိုင်ငံလုံးမဟုတ်တော့ဘဲနဲ့လမ်းများအားလုံးနေပြီးတော့သူဆိုပြီးတော့နေပြီးတော့ကိုသူတို့တိတ်မယ်ပြောတယ်တော်လန်ကြီးကိုနှစ်နှစ်အတွင်းမှာအပိတိုက်မယ်လို့ပထမကြွကြော်တယ်အခုခြားတော့2025ဒီနှစ်မှာကြားတပီနယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေကိုသူတို့တိမ့်မယ်လို့ပြောတယ်။နော်သူတို့ ပထမပြောသလိုလမ်းများအလုံးနေပြီးတော့သူဆိုတာတို့မဖြစ်နိုင်ဘူးဆိုတာကိုဒါစိတ်ကိုရဲ့အိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတာတို့ကောင်းကောင်းနားလေတော့ပေါက်သွားတော့နည်းနည်းတစ်ထစ်လျှော်ပြီးတော့လီကြီးတယ်နော်ဟိုဝါမရှိပဲနဲ့ဝီလောက်တာဆန်မရှိပဲစားကြည့်ရပါတော့နော်နည်းနည်းတစ်ထစ်လျှော်ပြီးပြောတယ်အခု2025မှာဘုရားတပည့်နယ်လုံးမှာရှိတဲ့စက်တဲ့စကန်နဲ့တို့တိတ်မယ်ဆိုတော့တိုက်ပွဲကြီးဆက်ပြီးဖော်ဆောင်မယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်ဆိုတော့ဒီတိတ်ဆောင်ဘာကြောင့်ကျွန်မကသတင်းဆိုးလို့ပြောလဲဆိုရင်လက်ရှိမှာဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ3သိန်းမပြည့်ဘူး ဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ၃သိန်းမပြည့်ဘူးသို့တော်လက်ရှိမှာဘုရားတပည့်နယ်လုံးမှာလက်ရှိသူတို့ KND ရဲ့နော်အာသူတို့တော်လိုင်းရေးတက်ဖွဲ့အမိခံကြားပြည်နယ်ဂျားကလာအုပ်ချုပ်ရေးကောင်စီအမိခံအကြောင်းဖက်သမားတွေတိုက်ပွဲဖော်ပြီးနိုင်ငံလုံးကိုပုံကန်တဲ့အတွက်ကြားပြည်နယ်မှာမိမိရဲ့နေရက်ကိုစောင့်ခွာရတဲ့စစ်ပေးဒုက္ခတွေက၂သိန်းခွဲရှိတယ်အင်းဝဲဆိုတာတနင်္ဂနွေလုံးကြားတပြည်နယ်လုံးတိုင်းနာနေဆိုလူဦးရေရဲ့အနည်းဆုံး85ရာခိုင်နှုန်းလောက်ကထပ်ပြီးတိမ်းရှောင်ပြီးဒုက္ခတွေပေါ်အောင်ရှောင်နေတယ်။ကျန်တဲ့9000တောင်းသောလူထုက တက်မတော်အုပ်ချုပ်ရနေမြေမှာရှိတဲ့အတွက်လက်ရှိနာဆာကအိမ်ဆောင်အစိုးရအောင်စာတက်ရောက်ကနေမြေထိ ंछ ုံနေမြေအုပ်ချုပ်နေမြေမှာရှိလို့ခေါင်းပြောင်းအောင်အိမ်နေရတယ် တပီငယ်လုံးမှာရှိတာမှာ3သိန်းအဲ့3သိန်းကိုအခုစစ်ဖြစ်လို့တေးတဲ့လူမှတ်ပါပြီးရတဲ့လူကလည်း2သိန်းခွင့်ရှိတယ်ထပ်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်အောင်မယ်ဆိုတော့ထပ်ပြီးတော့ကြားပြည်နယ်ကြီးကကြေမောပျက်စီးရအောင်မယ်ကြားပြည်နယ်မှာရှိတဲ့ကြားလူတို့ရဲ့အနာဂတ်တွေမဲ့ရအောင်မယ်ခလေးတငယ်တွေအနာဂတ်မဲ့တဲ့ဘဝကိုထက်ရောက်အောင်မယ်ဆိုတော့ခင်ဗျားတို့ကျွန်မတခါတည်းပဲဝမ်းနည်းစွာနဲ့စိတ်မကောင်းစွာနဲ့ပဲတင်းဆိုးတစ်ခုကိုပြောမယ်အခု2025နောက်ထပ်10နှစ်ပေါ့လို့2035အထိကြားပြည်နယ်က fin state ဖြစ်ပါလိမ့်မယ်